တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်ဆန်းရက်ကနေ21ရက်နေ့အတွင်မှာစေကူသစ်တွေအကြံဉာဏ်သစ်တွေကိုဒီအချိန်မှာလက်တွေ့ဖော်ဆောင်ရမယ်ဘဝအိမ်မဲ့သစ်တွေကိုရှင်းမှန်းချက်ထားရမယ်ဘဝပုံရိပ်သစ်တွေအတွက်ရှင်းမှန်းနိုင်တဲ့နေထားရှိသလိုရှင်ပြိုင်မှုတွေမှာအောင်မြင်ခြင်း ရှင်းဆွေးနေတာနဲ့ပုံမြင့်သောဘဝအခြေအနေတစ်ခုသောပြောင်းလဲတိုးတက်ခြင်းမိမိလွေလားချက်စံတရရွယ်ချက်တို့ကို အပင်ပန်းခံ၍ဆောင်ရွက်ရမှကောင်းသောအကျိုးဖြင့်ရရှိနိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်15ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်တယ်ကောင်းသောခံတွေပွင့်ပါတယ်တမန်ကြီးနေ့မှာ အနောက်ရက်ကိုတည်သွားစေအနည်းရရှိတတ်ပါတယ် နေ့တနင်္ဂနွေနေ့သုံးနိုင်ကြအသွမ်းလာကြည့်ဆက်ရမှာပေါ့16ရက်နေ့ကတော့အတိုက်ခံနေကြတဲ့ဖြစ်သမ်းမယ်အခက်ခဲတွေထိတ်တဲ့ရင်ဆက်ပြီးနောက်ဆုံးပြိတ္တမှာကဲ့ရတာလေးအညံ့ဆွတ်နေလက်တလုံးကြလေးလွတ်မြောက်တတ်တဲ့အနေအထားမျိုးကြုံနိုင်တယ်16ရက်နေ့မှာတော့ထူးခြားတဲ့ကံမြမမှုနဲ့တွတ်တက်မှုတွေရှိတယ် လူရပြည့်စုံမယ်ငွေကြေးကံဘဝကံတိုးတက်ခြင်းကိုကြုံမယ်ဆက်ရှိရဲ့နေ့ရှင်ပြန်မှုတွေမှာအောင်မြင်မယ်ဘဝတိုးတက်မယ်ကံကောင်းမယ်တပည့်ကြီးတွေမှာမတော်တဆနေကြူးဆန်ရမယ်အရှင်းမြောက်ရကုန်တည်သွားစေရန်ဒီရှိတဲ့တဲ့မနေ့အစောကြီး၄နိုင်ကိုရနေ6နိုင်ကြညနေ၄နိုင်ခွဲနေညနေ6နိုင်ကြတွေမှာမတော်ဆအနေတွေလွှမ်းမှုနေတဲ့နေ့တစ်ခုပေါ့ 19ရက်နေ့မှာတော့ယံပတိဘက်ကတွေများတယ်ကောင်းမြောင်နဲ့ဆိုးတယ်အခက်ခဲတွေနဲ့ထိတဲ့တွေ့မယ်20ရက်နေ့မှာတော့အလုံးစုံစင်ပြေအောင်ဆောင်ရနိုင်တဲ့ကံချင်းနေပေးမှုနဲ့တိုးတက်ခြင်းရဲ့နှစ်သာရတွေကိုရရှိသွားတယ်ဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေကောင်းချိုးပေးတယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့် စေနောစတီဖြစ်တတ်ပါလေနံပါတ်1ငါးကိုကနဲ့နေအကျိုးပေးတာပါအဝါရောင်လေးမောရောင်ရွှေရောင်တို့ကို အကျိုးပေးတဲ့အရောင်တွေဖြစ်သုံးဆွဲရမှာဖြစ်ပါလေကောင်းသောကံကြမ္မာများရစေရာဝါရောင်ပန်းဝင်တို့ကိုဖျားတင်ပြီးလိုရာဆုတောင်းမှာဆုတောင်းပြပါလိမ့်မယ်ကျေးဇူးတင်ပါတယ်